နုပြန်လည်းစေုံသမီးရကျွန်တော်ကရုပ်ရှင်တွေကူရဲဟိုကျွန်တော်တို့ဒီချောင်းဝဲတော်နဲ့ဒါအရင်တော့အကယ်မီများရှင်ကိုတရားတင်ဆိုလို့ဇင်ပါဘူးလို့ရဲ့ချမ်းဒါဒီချမ်းမောနော်တင်တို့ကိုရီကဒါနုပညာရဲ့ပုံမိနဲ့တန်နေရာကြီးအဲ့တော့ဟိုကျွန်တော်တို့ဟိုတော့နေရာဒီဟိုရုပ်ရှင်တွေအများဆုံးရိုက်ခဲ့တဲ့ချမ်းမောနော်ဟိုဟိုကျွန်တော်ဒီချမ်းဝဲတော်ကကိုတရားတရားဝဲတော်ကလည်းကျွန်တော်တို့ဟိုဒီကိုတရားတင်ဆိုချမ်းမန်းတိလို့ဝဲခဲ့တာမဟုတ်ဘူးဟိုကျွန်တော်တို့ချမ်းမန်းကိုအတော်ကကိုအကူတူတို့ကိုကျွန်တော်ကိုနဲ့ ခရီးသည်ဖြစ်လို့ဟိုအလူပြန်သမားကိုချစ်တဲ့စိတ်ခုနဲ့ဒီကိုတရားတင်ဆိုစီရတယ်ကျွန်တော်တို့ဝယ်ခဲ့တာပေါ့နော်အမ်ဟိုဘယ်လိုပြောမလဲဟိုဒါကတော့ဟိုလူပညာကတမားဖျဲရပြောငကိုတဲကလည်းဂုံယူပြီးသားပေါ့နော်ဆိုတော့ပုံမှာပြီးတော့အကူကလည်းသူကကိုးကနန်းကိုသူကအရန်ကြိုက်တယ်ပေါ့အဲ့တော့ကြိုက်တဲ့ပုံမှာခုနကပြောသလိုဒီချန်ကချန်နံပါတ်6ဖြစ်တာရယ်ပြီးတော့လမ်းနံပါတ်ကအာတော့ကလမ်းပေါ့အဲ့တော့ပေါင်းလိုက်ရင်တော့6ပေါ့ဆိုတော့အဲ့နှစ်ချက်တွေနဲ့သူကဒီချန်ကိုဝယ်ဖို့ဖြစ်လာခဲ့တာပေါ့ဒါပေမဲ့ပြီးတော့မှဒီချန်ရဲ့ပိုင်ရှင်ကဒါခုနကပြောတဲ့ကိုတရားတင်ဆိုလို့ဖြစ်နေတာလေ ပါသွားတာပေါ့နော်ဆိုတော့ကျွန်တော်ရဲ့နာမည်ကလည်းတအူးကိုပေါင်းလိုက်လို့ရှိရင်ကိုးပေါ့အဲတိုက်ဆိုင်မှုလေးတွေနဲ့ဒါကျွန်တော်တို့စုံကြတဲ့ခါကြတော့ခုနကအကိုပြောသလိုပါပဲဒါကျွန်တော်တို့ပူးပေါင်းပြီးလုပ်လိုက်မယ်ဆိုရင်တော့ဒီလုပ်ငန်းတွေကအောင်မြင်မယ်လို့ကျွန်တော်ရဲ့ယုံကြည်ပြီးသားပေါ့ဆိုတော့ဟုတ်အော်တရားဆောင်တရားကတော့တရားဆောင်မလုပ်ဘူးလားလို့မေးရင်တော့အရန်ဖြေရခက်တဲ့ဟောပေါ့နော်ဘာလို့လဲဆိုတော့ အဲတသက်လုံးတည်တဲ့အထိဒီတရုတ်ဆောင်ဆိုတဲ့အရာတော့ဝါသနာကတော့ပါနေတာပဲလေဆိုတော့ကျွန်တော်အနေနဲ့ကတော့တရုတ်ဆောင်မလုပ်လားဆိုတော့လုပ်တယ်အဲလက်ရှိတဲ့လုပ်နေသေးပါပဲလက်ရှိတဲ့ရိုက်လက်စကားလေးတွေလည်းရှိတယ်ပေါ့နော်ဆိုတော့ဒါပေမဲ့ကျွန်တော်တော့ဒီဘက်ကစီးပွားရေးလုပ်တယ်ဆိုပေမဲ့လည်းဒါကျွန်တော်တို့ကဘယ်လိုပြောရမလဲအမ်ဒီစီးပွားရေးလည်းကျွန်တော်ဟိုတင်ယူလေးလာရင်လုပ်ရင်ပေါ့တရုတ်ဆောင်လည်းကျွန်တော်လုပ်ရင်နှစ်ခုလုံးကျွန်တော်တွဲပြီးလုပ်တဲ့သဘောပေါ့လေဒါပေမဲ့ဒီဘက်စီးပွားရေးဘက်ကတော့နည်းနည်းထဲထဲဝင်ဝင်လိုက်ပြီးဆိုတဲ့အခါကျတော့တရုတ်ဆောင်မှုဘိုင်းမှာတော့ကျွန်တော်အရင်လိုမျိုး လာနေချီပြီးတော့ခီးတစ်ခုကိုအကြာကြီးတော့ရရမယ်ကားမျိုးတွေဆိုရင်တော့ကျွန်တော်တော်တော်အခက်ခဲဖြစ်သွားမှာပေါ့ဟုတ်အဓိကတော့အစုံပါပဲခုနကပြောသလိုပေါ့နံပါတ်1ကကျွန်တော်တို့အမှုပြန်လုပ်တွေကဒါအခုလက်ရှိအခြေအနေရပေါ့နော်အခြေအနေရကလည်းဒါပါကြတယ်ပေါ့ပါတဲ့အပေါ်မှာအာကျွန်တော်အနေနဲ့ဒါဒီအမှုပြန်လုပ်တစ်ခုတည်းနဲ့ပုံဝင်လင်းပြောရရင်တော့ကျွန်တော်ရဲ့အနာဂတ်အတွက်အာကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်းအတွက်ပေါ့နော်ဆိုတော့ဒီဟာတစ်ခုနဲ့ကျွန်တော်ရက်တီလို့မြင်ရတဲ့အခါကျတော့စီးပွားရေးလုပ်ဖို့ကိုကျွန်တော် အများကြီးစဉ်းစားခဲ့တယ်အဲတချို့စီးပွားရေးကိစ္စဟိုဟာတွေလည်းအလုပ်တွေလည်းကျွန်တော်လုပ်ခဲ့တာလေးရှိတယ်အခုမှဒါအကူနဲ့တူတူကန်ဆက်လို့ဒီလုပ်ငန်းကိုအခုဝင်ပြီးတော့စပြီးတော့ဒါပူပေါင်းပြီးတော့စပြီးတော့လှုပ်ဆောင်ကြဖို့ပေါ့လေအဲ့လိုမျိုးဒါပြောင်းလဲလိုက်တာပေါ့ဆိုတော့တရုတ်ဆောင်အနေနဲ့လည်းမလုံတော့မဟုတ်လုံမယ်ဒါပေမဲ့ကျွန်တော်အချိန်အများကြီးပေးရတဲ့ဇလန်တွဲမျိုးပေါ့နော်အထူးသဖြင့်ရန်ကုန်ဆိုရင်တော့ပြဿနာမရှိမယ်နေဆိုရင်တော့ကျွန်တော်နည်းနည်းစဉ်းစားမယ်အပိုင်းလေးရရှိတာပေါ့ဆိုတော့ကျွန်တော်နည်းနည်းညှိနှိုင်းပြီးတော့လုပ်လို့ရှိပါတယ်ဟုတ်ဟိုကျွန်တော်ဆိုရင်ဘယ်လိုပြောရမလဲဟို တကယ်ဝမ်းသာပါတယ်တကယ်ဝမ်းသာတာဒါလည်းအာပုပ္ပလင်ပြောရရင်ကျွန်တော်အားလုံးကိုဖိတ်ချင်တယ်ဖိတ်ချင်တဲ့ပုံမှာဒါပေမဲ့ကျွန်တော်အနေနဲ့ဒီပွဲလည်းတိတ်ကြီးကြီးကျယ်ကြီးလုပ်တဲ့ပွဲလည်းမဟုတ်ဘူးလို့ပြီးတော့လာသမျှဧည့်သည်ကပုပ္ပလင်ပြောရရင်ကျွန်တော်ဧည့်သည်ကပုံများတာပေါ့နော်အခုလိုဧည့်သည်ကတော့နည်းတယ်ကျွန်တော်ဧည့်သည်ကပုံများတဲ့ခါကျတော့ကျွန်တော်တယောက်တည်းဧည့်ခံဖို့ကမလွယ်ဘူးလေဒါတော့မှတငယ်ချင်းတွေကိုကျွန်တော်ဝိုင်းကူညီတောင်းပြီးတော့ဧည့်ခံတော့ဆိုတော့ကျွန်တော်လေဟင်းမှုတွေဖြစ်မှာဆိုလို့ဒါကျွန်တော်အတက်နိုင်ဆုံး ကျွန်တော်လူလေးကိုပေါ့နော်ဟိုဟိုရှော့ပြီးတော့ကျွန်တော်ဒါဖိတ်လိုက်တာပေါ့အဲ့ဖိတ်လိုက်တဲ့ပုံမှာလဲကျွန်တော်ဖိတ်တလောက်နီးနီးလောက်ကိုအခုလာကြတဲ့ခါကျတော့ကျွန်တော်တကယ်အတိုင်းမသိဝမ်းသာပါတယ်တကယ်လို့ကျွန်တော်ဘက်ကနေပြီးတော့ဒီအဲ့ဝတ်မကြည်တာရေလင်းဟင်းတာရေရှိခဲ့နေတာသူတို့အနုညွတ်တောင်းဝန်ပါတယ်လို့ဟုတ်ဒီဒီကျွန်တော်ခုနတမီးပြောတဲ့ခါမှာကျွန်တော်ဒီအင်းကြီးကလည်းနုပြန်တယ်စေုံတမီးကကျွန်တော်ကရုပ်ရှင်လေးရကူးတယ်ဟိုကျွန်တော်တို့ဒီချောင်းဝဲတော်နေတာအရင်ကအကယ်မီများရှင်ကိုတရားတင်ဆိုလို့ဇင်မာဦးရဲ့ချမ်း ော့ဒီကြံမို့နော်တင်ကိုလေးကဒါအမှုပညာရဲ့ဘူမိနဲ့တန်နေရာကြီးအဲ့တော့ဟိုကျွန်တော်တို့ဝိုးတုံးတွေကဒီဟိုရုပ်ရှင်တွေအများဆုံးရိုက်ခဲ့တဲ့ကြံပေါ့နော်ဟိုဟိုကျွန်တော်ဒီခြံဝယ်တော့ကိုတရားစီရဝယ်တော့လည်းကျွန်တော်တို့ဟိုဒီကိုတရားတင်ဆိုခြံမှန်းတိလို့ဝယ်ခဲ့တာမဟုတ်ဘူးဟိုကျွန်တော်တို့ခြံထဲမှာကိုအတော်ကကိုအကူတူတူကိုကျွန်တော်ကိုနဲ့ပရိသီဖြစ်လို့ဟိုအမှုပြန်သမားကိုချစ်တဲ့စိတ်ကူးနေတဲ့ဒီကိုတရားတင်ဆိုစီရလည်းကျွန်တော်တို့ဝယ်ခဲ့တာပေါ့နော်ဟိုကိုလင်းပြောရှင်းတော့ဒီဒီခြံ အနုပညာသွားနဲ့မစိမ်းပါဘူးအကျိုးပေးပါတယ်။အကျိုးပညာသွားနဲ့အကျိုးပေးတယ်လို့ပြောပါဟုတ်တယ်ပါ။ကျွန်တော်အနုပညာသွားနဲ့အကျိုးပေးပြီးအောင်မြင်တယ်လို့ကျွန်တော်ကကျွန်တော်ခံယူထားတဲ့အတွက်ကိုတဲဘူးကိုနဲ့ကျွန်တော်တို့တွဲပြစ်တာလဲအဲ့ဒါပါပဲ။အဖြေကတော့ကိုလင်းပြောရှင်းသူ့မှာရှိတာကိုမှဟိုမရှိရှိတဲ့ဆိုပေမဲ့အနုပညာသမားနဲ့လုံးဝအောင်မြင်မယ်လို့ကျွန်တော်ယုံကြည်တယ်။ဒီနေရာကိုယ်တိုင်ကဒါအနုပညာဟိုကျွန်တော်ပြည်တယ်လေဒီကိုတရားစင်တို့စင်မောင်တို့ဆိုတာလေဘာစင်မောင်ဆိုတာလေနာမည်ကြီးတွေလေတကယ်နေခဲ့တဲ့နေရာလေးအဲ့တော့ အဲ့နေရာကြီးမှာကိုတက်ဦးကိုနဲ့လက်တွဲလှုပ်ခွင့်ရတဲ့အတွက်ကိုကျွန်တော်ဂုံယူပြီးမှန်းသားအဲ့တော့ကျွန်တော်တို့အလုပ်ကိုဟိုယုံယုံကြည်ကြည်နဲ့ဟိုဟိုဟိုအော်တော့အပိကြပါလို့ဟုတ်ကျွန်တော်ကြည်နဲ့အန်တန်လို့ရပါတယ်ယုံယုံကြည်နဲ့ကျွန်တော်စီမှာမေးမြန်းစုံစမ်းလို့ရပါတယ်ဟုတ်အမ်ဟိုဘယ်လိုပြောမလဲဟိုဒါကတော့ဟိုအမှုပညာကတမားဖျက်ရတဲ့အတွက်ငကိုယ်တည်းကလည်းဂုံယူပြီးသားပေါ့နော် ဆိုတဲ့ပုံမှာပြီးတော့အကူကလည်းသူကကိုးကနန်းကိုသူကအရန်ကြိုက်တယ်ပေါ့အဲ့တော့ကြိုက်တဲ့ပုံမှာခုနကပြောသလိုဒီချန်ကချန်နံပါတ်6ဖြစ်တာရယ်ပြီးတော့လမ်းနံပါတ်အာတော့ကလမ်းပေါ့အဲ့တော့ပေါင်းလိုက်ရင်တော့6ပေါ့ဆိုတော့အဲ့နှစ်ချက်တည်းနဲ့သူကဒီချန်ကိုဝယ်ဖို့ဖြစ်လာခဲ့တာပေါ့ဒါပေမဲ့ပြီးတော့မှဒီချန်ရဲ့ပိုင်ရှင်ကဒါခုနပြောတဲ့ကိုတီးယားတင်ဆိုလို့ဖြစ်နေတာလေပါသွားတာပေါ့เนาะဆိုတော့ကျွန်တော်ရဲ့နံပါတ်ကလည်းတအူးကိုပေါင်းလိုက်လို့ရှိရင်6ပေါ့အဲ့တော့တိုက်ဆိုင်မှုလေးနေတာကျွန်တော်စုံကြတဲ့ ဒါကြတော့ခုနကအကိုပြောသလိုပါပဲဒါကျွန်တော်ပူပေါင်းပြီးလုပ်လိုက်မယ်ဆိုရင်တော့ဒီလုပ်ငန်းတွေကအောင်မြင်မယ်လို့ကျွန်တော်ရဲ့ယုံကြည်မိသားစုပါ